ဘိုင်းနက်ကနေငလင်ပေးတင်းတဲ့မြန်မာနဲ့ထိုင်းအတွက်ဆိုပြီးဘိုင်းနက်အတုံးပြူတဲ့လူတိုင်းကို5 USD တို့မဟုတ်50 USD တိနဲ့ညီမျှတဲ့ PNB voucher တွေကိုလူပေးထားတယ်ဆိုတဲ့အကြောင်းကိုတော့လူတိုင်းတိထားလောက်ပြီလို့ထင်ပါတယ်ဒီနေ့မှာဆိုရင်အဲ့ဒီ Binance ကလူထားတဲ့ BNB voucher တွေကိုကိုယ့်ရဲ့အကောင့်ထဲမှာရောက်နေပြီပဲဖြစ်ပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ဝင်ယူရမယ့်နီလန်းလေးတွေနဲ့အဲ့ဒီ VNV ကိုပြန်လည်ထုတ်တုံးနိုင်တဲ့အဆင့်ထိ ယ်လိုလုပ်ရမလဲဆိုတဲ့နီလန်အသေးစိတ်ကိုပါတေချာလေးရှင်းပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုက ကိုတွေကဘလောက်ရလို့သူများတွေကဘလောက်တောင်ရတယ်ဆိုတဲ့အပိုင်းကိုပါတေချာလေးရှင်းပြပေးမှာဖြစ်ပါတယ်မတ်ချက်အနေနဲ့ကတော့တီအလူကဘိုင်းနဲ့အတုံးပြူတဲ့မြန်မာနိုင်ငံတူနိုင်ငံသားတိုင်းရမယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီစီဇန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စလိုက်ရအောင်เนาะပရမအုပ်ဆုံးအနေနဲ့ကျွန်တော်တို့ကအဲ့ဒီ token voucher ကိုဘယ်နှမှာတွားပြီးကြည့်ရတာလဲဆိုတာကိုကျွန်တော်တို့တခါတည်းပြောပြပေးလိုက်ပါမယ် ပြီးပြီဆိုရင်တော့ဂျန်နဲ့အဲ့ဒီတိုကေဘောက်ချာတွေကိုကျွန်တော်တို့ထုတ်တုံးနိုင်တဲ့အဆင့်အထိဘယ်လိုလုပ်တင်တာလဲဘယ်လိုလုပ်ရမှာလဲဆိုတဲ့ညီလာနေကိုပါတခါတည်းအကုန်လုံးဒေးစိပြမျှဝေပြီးမှာပေါ့နော် Okay ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ binary ထဲရောက်လာပြီဆိုရင်အဲ့ဒီဘောက်ချာကိုရရှိဖို့အတွက်ကျွန်တော်တို့ကဘယ်နားမှာတွားပြီးကြည့်ရမှာလဲဆိုရင်ဒီနားလေးမှာ mode ဆိုပြီးတော့ရှိပါတယ်အဲ့ဒီ mode ရဲ့ထဲကိုတစ်ချက်တော့တွားလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ reward hub ဆိုတဲ့ဟာလိုက်ပြီးတော့ရှားမှာဖြစ်ပါတယ်။အဲဒီနေရာမှာကျွန်တော်တို့ကဒီတိုင်းမရှားခြင်းပဲနဲ့ဒီအပေါ်ဘာမှာတခါတဲ့ reward hub ဆိုပြီးတော့ရိုက်ရှာလို့လည်းရပါတယ်။အလွယ်ဆုံးကတော့ဒါ reward ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်။ Okay ဒီမှာရိုက်ရှာတဲ့ဓာတ်နဲ့တခါတဲ့ပေါ်လာပါမယ်။ RE ပေါ့နော်။အဲ့လိုမျိုးရိုက်တဲ့ဓာတ်နဲ့တခါတဲ့ပေါ်လာပါမယ်။ဒီမှာ reward hub ဆိုတဲ့ဟာပေါ့နော်။အဲဒီတိုင်းရှာလို့လည်းရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းအာဇောနာကကျွန်တော်တို့ပြောခဲ့တယ်လို့ပေါ့နော်ဒီအောက်မှာဒီတိုင်းတစ်ခုချင်းစီလိုက်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်လည်းရတာပေါ့နော်ဒီမှာ reverse hub ဆိုပြီးတော့တွေ့ရပါမှာနော်အဲကောင်လေးကိုတစ်ချက်တော့နှိမ့်လိုက်ပါမယ် နေလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနားလေးမှာ my voucher ဆိုပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီ my voucher ဆိုတဲ့ဟာကိုတစ်ချက်လုံးနှိပ်ပြလိုက်ပါအဲနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် okay ဒီမှာ token voucher ပေါ့เนาะဒီကောင်လေးကိုကျွန်တော်တို့ဒီမှာအဲ Binance ရဲ့ဒါ charity ပေါ့နော် charity အတွက်ဒီမှာမြန်မာဆိုပြီးတော့သူရေးထားတယ်ပေါ့နော်ဒါမြန်မာနဲ့ထိုင်းအတွက်ပဲသူကတီးတန်ပေးထားတာပါဒါငလင်တန်ခံရတဲ့နိုင်ငံပေါ့နော် okay ဒီမှာကျွန်တော်တို့ကဘယ်လောက်ရလဲဆိုတော့0.00833 14ပေါ့နော်ဒီကောင်ကဘယ်လောက်နဲ့ညီမျှတာလဲဆိုရင် 5 USDT နဲ့ညီမျှပါတယ်အမြန်မာငွေနဲ့တွဲရမယ်ဆိုရင်တော့ဒါ1000ကျော်လောက်တဲ့အညီမြပါတယ်ဒါလူတိုင်းရပါတယ်ပေါ့နော်နောက်တစ်ခုကြတော့ဒီညမှာကတကယ်လို့ဒါဒါတချို့လူတွေကတိထက်များကောင်းများနေပါတယ်ဒီဒေါ်လာ90နဲ့ညီမြတဲ့ဟာပေါ့နော်အဲ့ဒါကြတော့ဘယ်သူတွေအတွက်ပဲရတာလဲဆိုရင်တော့အာဒီ Binance ဘက်ကနေတက်မှတ်ထားတဲ့ BOA ဆိုတဲ့ဒီဟိုပါပေါ့နော်အဲ proof of attract ပေါ့နော်တကယ်ကျွန်တော်တို့တကယ်ကိုဖြစ်နေတဲ့ နေရာပေါ့နော်ပြောရမယ်ဆိုရင်ဗျာအတကယ်မြန်မာနိုင်ငံမှာတကယ်ဖြစ်နေတဲ့နေရာကဒါစကိုင်းနဲ့မန္တလေးဖြစ်ပါတယ်အဲ့ဒီနေရာမှာတကယ်ကိုကအဲ့ဒီနေရာမှာနေထိုင်နေဆိုတဲ့အကြောင်းကိုပေါ့နော်အတီးပြုတ်နိုင်တဲ့လူတွေမှဒါရင်အဲ့ဒေါ်လာ90ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့အနေနဲ့ကကြတော့အာဒီ Binance ကဒီ KYC တင်ထားတာကမြန်မာရဲ့ ID ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါမြန်မာနိုင်ငံသားဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့ဒါလူတိုင်းရတာပေါ့နော်မြန်မာနိုင်ငံသားတိုင်းရတယ်ငလင်း အင်္ဂလိပ်တန်ခံရသည့်ဖြစ်စေမခံရသည့်ဖြစ်စေပေါ့နော်ပိုင်းတဲ့အကောင့်အတုံးပြုတဲ့မြန်မာနိုင်ငံသားတိုင်းအကုန်ရတာပေါ့နော်ဒါကတော့အ ਨੇ ဆုံး9 USDT ပါထိုင်းမှာထိုင်းကလူတွေကြတော့ဘယ်လောက်ရတာလဲဆိုလို့ရှိရင်ဟိုအ ਨੇ ဆုံး9ဒေါ်လာကနေမှအများဆုံးရတဲ့လူတွေက10ဒေါ်လာအထိရတာပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးကိုဘယ်လိုယူမှာလဲဆိုရင်ဒီ US ဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပြီးတော့ဒါယူရမှာပေါ့နော်ဒီ US ကိုတစ်ချက်တော့နှိပ်ပြလိုက်ပါမယ်ပြီးပြီဆိုတော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင် US reward ဆိုတဲ့ဟာကိုထိုက်ပြီးနှိပ်ပေးပါ ။ Okay ပြီးပြီဆိုရင်တော့ဒီမှာ view wallet ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ accept tag ကိုသူခေါ်လာပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ spot ဆိုတဲ့ထဲမှာတခါလေးရောက်လာပါမယ်။ပြီးရင်ကျွန်တော်တို့ဒီမှာ BNB ဆိုပြီးတော့0.0083ပေါ့နော်ဒီမှာ အခုကဒီမှာ5ဒေါ်လာနဲ့မပြည့်ဘူးပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့ကြည့်မယ်ဆိုရင်5ဒေါ်လာမပြည့်ဘူးလို့မိတ်ဆွေတို့ထင်ကောင်းထင်နိုင်ပါတယ်ပေါ့နော်တကယ်လည်းမပြည့်ပါဘူးဒါပေမဲ့တူပေးတာမပြည့်တာမဟုတ်ပါဘူးဒီကနေ့ပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လုပ်နေတဲ့လက်ရှိဗီဒီယိုဖိုင်လုပ်နေတဲ့ချိန်မှာဆိုရင်ဒီမှာဒီနေ့မှာ crypto ဈေးတွေအကုန်လုံးကျနေပါတယ် PNB ဈေးလည်းကျကျနေတာပေါ့နော်ခါတိုင်းဆိုရင်600ကျော်ပါတယ်ဒီနေ့မှာ940ပဲရှိပါတော့တယ်မနော်ကနေ့မနေ့ပိုင်းမှာဆိုလို့ရှိရင်900အထိကိုဆင်းတော့ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါလေးကိုဒါ9 USD လူတိုင်းရတာပေါ့နော်အခုကသူကဈေးကျနေလို့ဈေးတက်လာပြီဆိုလို့ရှိရင်ဒီကောင်က9 USDT နဲ့ပြန်ဖြည့်သွားပါလိမ့်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့ကအာ giveaway ဝိပေးတော့နဲ့ဘယ်လိုပြန်ထုတ်မှာလဲပေါ့နော်အဲပြန်ထုတ်ရမယ့်အဆင့်ကိုတော့ကျွန်တော်လော်လော်လေးပါဘယ်လိုလုပ်မှာလဲဆိုလို့ရှိရင်တော့အခုဆိုရင် DPNB ကိုကျွန်တော်တို့က USDT အဖြစ်ပြန်ပြီးတော့ရောင်းရမှာပေါ့နော်အာကျွန်တော်ထဲမှာကအဲတခါလေးရောင်းပြလိုက်ရမှာလားရောင်းပြလိုက်မယ်နော်အဲ့ဒါမှမရှိလို့တခါလေးတိတော့မှာနော် အဲတကယ်တမ်းကျတော့ကျွန်တော်မရောက်ချင်သေးဘူးသူကဈေးကျနေတယ်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲနေနေပေါ့နော်ကျွန်တော်လာမိတ်ဆွေတို့နီလန်လေးတိအောင်လုံးလုပ်ပြပေးပါမယ်နော် DVNB ကိုကျွန်တော်တို့ကဒီမှာသူက support ထဲမှာရောက်နေပြီဆိုတော့တခါတည်းပဲကျွန်တော်တို့တွားပြီးတော့ရောင်းလိုက်ရုံပါပဲဘယ်လိုရောင်းမှလဲဆိုရင် PNB ပေါ်တစ်ချက်လောက်နေလိုက်ပါမယ်နေလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီနားလေးမှာ trade trading ဆိုတဲ့အောက်ကဒီမှာ BNB USDT ဆိုပြီးတော့ရှိပါတယ်ဒီကောင်လေးကိုနှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့သူကဒီမျက်နှာပြင်ခေါ်လာပါလိမ့်မယ်ပေါ့နော် ဒီနေရာမှာသူကခေါ်လာပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုရင်ဒါလေးကိုကျွန်တော်တို့က TPNB ကိုကျွန်တော်တို့ရောင်းပါမယ်။ရောင်းဖို့အတွက်ကိုကျွန်တော်တို့ဒီ sale ဆိုတဲ့ cloud ကိုနှိပ်ရပါမယ်။ဒီ sale ဆိုတဲ့ဆိုရင်ကျွန်တော်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်အခုလက်ရှိပေါက်ဈေးအတိုင်းရောင်းပါလား။ဒါမှမဟုတ်ရှိရင်ကျွန်တော်တို့ကဈေးလေးတွေတက်မှတ်ထားပြီးတော့မှရောင်းပါလားပေါ့နော်။ဥမာအနေနဲ့ကိုက market နဲ့ဆိုလို့ရှိရင်အခုလက်ရှိပေါက်ဈေးအတိုင်းတစ်ခါလေးရောင်းလိုက်မယ်ဗျာ။နော်။တကယ်လို့ကိုကဒီကောင်လေးကို market နဲ့မဟုတ်ဘဲနဲ့ဒီမှာပေါ့နော်။ဒီ limit ကိုကျွန်တော်တို့ရွေးထားလိုက်မယ်ဆိုရင် အဒီအခုလက်ရှိပေါက်ဈေးက940ဆိုလို့ရှိရင်ကျွန်တော်တို့က950လောက်မှရောင်းမယ်ဒါမှမဟုတ်ရှင်600တက်လာတဲ့အချိန်မှာရောင်းမယ်အဲအဲ့လိုလေးတွေပေါ့နော်အဲ့လိုလေးတက်မှတ်ပြီးတော့မှဒါကြိုတင်ပြီးတော့ order တင်ပြီးတော့ဒါရောင်းထားတာပေါ့နော်တကယ်လို့ကျွန်တော်တို့ခံမှန်းထားတဲ့ဈေးအထိပေါ့နော်သူတကယ်တက်လာမယ်ဆိုရင်အဲ့ဒီဟာလေးဒါရောင်းထွက်တော့မှဖြစ်ပါတယ်အဲ့လိုလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီချိန်မှာကျတော့ကျွန်တော် market နဲ့ပဲတခါတယ်ရောင်းရောင်းပြပြီးမယ်ရောင်းမယ်ဆိုတော့ကျွန်တော်ဒီ market အတိုင်းကိုကျွန်တော်ထားမယ် ပြီးပြီဆိုလို့ရှိရင်ကိုဘယ်လောက်ရောင်းမှလဲပေါ့နော်ကျွန်တော်တို့အခုလက်ရှိရရှိထားတဲ့အမောင့်တိုင်းကိုအကုန်လုံးကိုဒါလေးကိုအပြည့်ဆွဲလိုက်ပေါ့နော်အပြည့်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ0.008ပေါ့နော်ဒီလောက်ရမယ်ဒီမှာ4.5 USDT ရမယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကအခုလိုမျိုးလုပ်ပြီးတွားပြီဆိုရတော့ဒီပေါက်ဈေးအတိုင်းပေါ့နော်ကျွန်တော်တို့ရောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ sell PNB ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ရောင်းရောင်းတာဒါအောင်မြင်တွားပေါ့နော်အဲ့လိုလေးပါပဲဒီ market ဆိုရင်ဒီကောင်နှိပ်လိုက်တာနဲ့တခါတည်းအခုပေါက်ဈေးအတိုင်းတခါတည်းရောင်းထွက်သွားမယ် ရောင်းသွားပြီဆိုလို့ရှိရင်သူကဒီအဆက်မှာပဲเนาะဒီ spot wallet ထဲမှာပါပဲသူက USDT အဖြစ်အဲ့ဒီရောင်းလိုက်တဲ့ USDT တွေဒီနာလေးမှာလာပြီးပေါ်နေမှာဖြစ်ပါတယ်เนาะဒါရောင်းနီးပေါ့เนาะတကယ်လို့ဒါကိုက limit နဲ့ရောင်းမယ်ဆိုလို့ရှိရင်ဒီ market ဆိုတဲ့နေရာကိုနှိပ်လိုက်ပြီးရင် limit ဆိုတဲ့ဟာကိုတစ်ချက်လောက်နှိပ်ထားလိုက်ပါနှိပ်ထားလိုက်ပြီဆိုရင်တော့ဒီမှာအခုလက်ရှိပေါက်ဈေးကတလောက်ပေါ့เนาะဒါလေးကိုကျွန်တော်တို့ကဒီကောင်လေးကိုဖြတ်လိုက်ပေါ့เนาะအာကိုက950လောက်ပေါ့เนาะဥမာအနေနဲ့ကျွန်တော်လုတ်ပြပေးမယ်အဲ950ပေါ့เนาะ အဲ950ဈေးတက်လာတဲ့အခါကျမှအဲကျွန်တော်တို့ကရောက်မှာပေါ့နော်အဲအဲ့လောက်မှာကျွန်တော်တို့ရောက်မယ်ဆိုလို့ရှိရင်ဒီလောက်ဒီတိုင်းတတ်မှတ်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘလောက်ရောက်မှာလဲပေါ့နော်အကုန်ရောက်မယ်ဆိုတော့ဒါလေးကိုအပေါ်ဒီမှာပေါ့နော်အဆုံးထိဆွဲလိုက်နော်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ sell BNB ဆိုတဲ့အကကျွန်တော်နှိပ်ထားလိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကတော့25 USD မပြည့်ထားလို့မပြည့်ထားဘူးဆိုလို့ရှိရင်ဒီနေရာမှာရောင်းလို့မရအောင်နော်အာဒါကြောင့်မို့ကျွန်တော်နည်းလုံးကျွန်တော်ပြပြလိုက်မယ်နော်5 USD မပြည့်ဘူးဆိုရင် ဒီကနေရောင်းလို့မရဘူး convert အနေနဲ့ပဲလုပ်ရမှာပါဒီမှာ try convert တယ်เนาะအဲကျွန်တော်ဇောနာကမိတော့ပါတယ်เนาะ5 USDT အထက်မှာဒီကနေရောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဲ့မိတ်ဆွေတို့မှာအဲဈေးဟိုပါပေါ့เนาะဒီပေါ့ဈေးတက်လာတဲ့အခါကျမှပေါ့เนาะ5 USDT အထက်ရှိတဲ့အချိန်ကျမှဒီထဲမှာလာပြီးရောင်းမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့เนาะအခုကဈေးအရန်ကျနေလို့အဲ့လောက်ဖြစ်တာပါတကယ်တမ်းကျတော့5 USDT အထက်ဆိုလို့ရှိရင်ဒီကနေရောင်းလို့ရတယ်တကယ်လို့ဒါကိုချက်ချင်းရောင်းချင်တယ်ပေါ့เนาะ 5 USDT အထိမစောက်နိုင်ဘူးဆိုရင်လည်းဒီမှာ convert ဆိုပြီးတော့ရှိပါတယ်เนาะဒီဘေးနားမှာเนาะလို့မဟုတ်ဒီလိုမျိုးနှိမ့်လိုက်လို့အခုလိုမျိုးပေါ်လာရင်ဒီကနေတခါလေးတွားလို့လည်းရတယ်ဒီ convert ဆိုရင်ညာတွားလို့လည်းရတယ်เนาะ convert ကိုနှိမ့်လိုက်နှိမ့်ပြီးတော့ပြဆိုရင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ပြီးပြဆိုရင်ဒီအပေါ်ကဟာကိုကျွန်တော်တို့ကဒီကောင်လေးကိုနှိမ့်ပြီးတော့မှ PNB ဆိုပြီးတော့ကျွန်တော်တို့ကအဲရွေးရမယ်ပေါ့เนาะဒီမှာ PNB ဆိုပြီးတော့ရွေးလိုက်ပြီးပြဆိုရင် PNB ကိုနှိမ့်လိုက်ပါ ဒါဆိုရင် BNB ပြီးရင်ကျွန်တော်တို့ဒီ BNB ကနေ USDT အဖြစ်ပြောင်းมาဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကကောင်ကိုနှိပ်ပြီးတော့ USDT ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်ဒီမှာဆိုရင် BNB ကနေ USD တွားမယ်ပြီးရင်ဒီ MAX ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ရှိတဲ့ amount တွေအကုန်လုံးကိုကျလာมาဖြစ်ပါတယ်ပေါ့နော်အဲကျလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုဘယ်လောက်ရောက်มาလဲပေါ့နော်ဒါလေးကိုတခါတည်းเนาะဒီအောက်မှာဒီကောင်ဒီဒီ trade ဆိုတဲ့ဟာပေါ့နော်ဒီကောင်လေးကိုဒါနှိပ်လိုက်ရုံပါပဲเนาะဒီထဲမှာလဲ market နဲ့ အဲ limit ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲဒီ limit နဲ့မှာကတ်တော့ဒီအပြင်မှာကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပါပဲပေါ့နော်โอเคဒါတော့ကျွန်တော်တို့က compact လုပ်တဲ့နေရာပေါ့နော်အဲဒါပေမဲ့ compact လုပ်မယ်ဆိုလို့ရှိရင်နောက်တစ်ခုထိုက်ပြီးတော့အလုပ်ရှုပ်သွားမှာကပါလဲဆိုရင်အခုလက်ရှိကျွန်တော်တို့ရှိနေတဲ့ BNB က spot ထဲမှာရှိနေမယ်ဆိုရင်ဒီ compact ကနေလုပ်လို့မရပါဘူးเนาะဒီ zone ကကျွန်တော်တို့ဒီမှာရှိနေတဲ့ BNB ဒီဒီ spot ထဲမှာရှိရှိနေမယ်ဆိုရင်တော့အဲ့ဒီ compact ကနေတွားလို့လို့မရဘူး compact ကနေလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီ funding ထဲမှာပြန်ပြီးရွှေ့ရွှေ့ရမှာဖြစ်ပါတယ် ဖန်တီထဲမှာရောက်လာပြီးဆိုမှဒါရင်ကွန်ပက်ကနေတစင်းကျွန်တော်တို့ကရောင်းလို့ရမှာဖြစ်ဖြစ်ပါတယ်ပေါ့နော်ဖန်တီထဲရောက်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ကလွယ်လွယ်လေးပဲပေါ့နော်ဒီ PNB ကိုတစ်ချက်လောက်နှိမ့်လိုက်ပါနှိမ့်လိုက်မယ်ဆိုရင်ဒီအောက်မှာ transfer ဆိုပြီးတော့ရှိပါတယ် transfer ကိုနှိမ့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲ sport ကနေ funding ကိုပို့ပါပေါ့နော်ဒါလေးကိုကျွန်တော်ကဘလောက်ပို့မှလဲအကုန်ပို့မယ်ဆိုရင် map ကိုနှိမ့်လိုက်ပြီးပြီဆိုရင်ဒီ confirm transfer ဆိုတဲ့ဟာကိုနှိမ့်လိုက်ပေါ့နော်နေပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကဒီအခု VNBD ဒီ funding ဆိုတဲ့ကောင်းစင်အောက်မှာရောက်လာမှာဖြစ်ပါတယ်ဒီ wallet ထဲရောက်လာပြီဆိုရင်တော့ zona က compass ဆိုတဲ့နေရာကိုတွားပြီးတော့မှာ အဲလေးလိုက်ယူမှာပဲเนาะ compass ရဲ့ညောင်ပြန်တွားချင်တယ်ဆိုဒီအလေက trade ကိုပြန်တွားလိုက်ပြီးပြီဆိုရင်ဒီမှာ compass ရဲ့ညောင်ပြန်တွားပြီဆိုတာရောင်းလို့ရတော့ပြီပေါ့เนาะ okay ရောင်းလို့ရတော့ပြီတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ asset ထဲမှာရှိလာမဲ့ USDT တွေကိုအဲဇောနာကကျွန်တော်တို့ဒီ BNB ပြောင်းတယ်လို့မျိုးပဲပေါ့เนาะကိုက USDT ကိုကိုက KBW နဲ့ပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်တကယ်လို့ကိုက USDT ကဒီ spot ထဲမှာရှိနေတယ်ဆိုရင်ဒီ USDT ကို fund ထဲမှာပြန်ပို့ရမှာပေါ့နော်ပို့တဲ့နည်းကိုတော့ဇွန်လကကျွန်တော်လုပ်တဲ့ဒီလိုမျိုးပါပဲဒီအထဲကိုတွားပြီးပြီဆိုရင်ဒီအောက်မှာရှိတဲ့ transfer ကို net ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ fund ဒီ spot ထဲကနေ funding ထဲကိုပြန်လွှဲထားလိုက်ပေါ့နော်လွှဲထားလိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ USDT ကဒီ funding ဆိုတဲ့ထဲမှာရောက်လာပါမယ်ဒီ funding ဆိုတဲ့ထဲကိုရောက်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တို့ကဒီ B2B ကနေတွားပြီးတော့မှကျွန်တော်တို့ဒါတွားရအောင်မှာဖြစ်ပါတယ်။เนาะ B2B ဆိုတဲ့နေရာတို့ချက်လောက်နှိမ့်လိုက်ပါတော့ နေလိုက်ပြီဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒီကောင်လေးကိုဒါအောက်ဆွဲချလိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ကအခုကအာကိုကရောက်มาဖြစ်တဲ့အတွက်ကြောင့်ဒီ sale ဆိုတဲ့ဟာကိုကျွန်တော်နှိမ့်ရမှာဖြစ်ပါတယ်အနောက်တစ်ခုကဒီနေရာကိုမနှိမ့်ခင်မှာဒီအပေါ်မှာလည်း MMK ဆိုပြီးတော့ဒါဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့မဖြစ်ဘူးဆိုရင်ဒီကောင်လေးကိုနှိမ့်ပြီးတော့ MMK ဆိုတော့ရှာလိုက်ပေါ့နော်ပြီးတော့ပြီဆိုရင် sale ဆိုတဲ့နေရာကိုလာမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကအာကိုရောက်มาကပေါ့နော်ကိုပတုစီကိုရောက်มาလဲပေါ့နော်ဒီမှာကိုကြိုက်တဲ့စေးနှုန်းတွေကိုကိုကလိုက်ပြီးတော့ရောင်းလို့ရတယ်ဒါပေမဲ့ အဲတချို့ဟာတွေကအ ਨੇ ဆုံးဘလောက်မှရောင်းလို့ရတယ်ဆိုတဲ့ဟာတွေရှိရပါတော့9တောင်းအထက်ဆိုရင်9တောင်းအထက်ပေါ့နော်တတောင်းအထက်ဆိုတတောင်းအထက်အဲ့လိုမျိုးပေါ့နော်တတောင်းအထက်ဆိုလို့ရှိရင်ကျွန်တော်တို့က9ဒေါ်လာလောက်ပဲဆိုရင်တော့တတောင်းအထက်ကလူတွေစီကိုပဲတွားပြီးရောင်းလို့ရအောင်ပေါ့နော်9တောင်းအထက်စီမှာတွားပြီးရောင်းမယ်ဆိုရင်ရောင်းလို့မရပါဘူးပေါ့နော်အဲ့လိုတွေတော့ရှိပါတယ်နော် ရောင်းပုံရောင်းနည်းကိုတော့ဗီဒီယိုဖိုင်ကျွန်တော်ဒီ channel မှာဒါတင်ပေးထားပြီးသားမလို့ဒါလေးကိုတော့ကျွန်တော်မပြောပြတော့ဘူးနော်โอเคဒါဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဒါရောင်းထွက်တဲ့အဆင့်အထိပေါ့နော်ဒါနေရာလေးကိုကျွန်တော်အတိအကျပြောပြပေးတော့တာပါ နောက်တစ်ခုတရင်ကောင်းလေးတစ်ခုကျွန်တော်ပါပြီးထပ်ပြီးတော့ပြောပြပေးချင်တာလဲဆိုတော့အခုလက်ရှိကျွန်တော်တို့ရရှိထားတဲ့ဒီ BNV 5 USDT ကိုလည်းအဲကျွန်တော်မှာက Binance account နှစ်ကောင်ရှိပါတယ် Binance account နှစ်ကောင်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တကောင်ကို9 USDT ကျွန်တော်ရတယ်တကောင်ကိုမြန်မာကျပ်ငွေဆိုရင်ဒါ2000ကျော်လောက်ရတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှစ်ကောင်စလုံးကိုဒီငလင်ပေးတင်တဲ့လူတွေကိုတကယ်ပေါ့နော်တကယ်ဟောပေါ့နော်ဒုက္ခရောက်နေတဲ့လူတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ကူညီมาဖြစ်ပါတယ်အဲကျွန်တော်တို့မယူဘူးပေါ့နော်ကျွန်တော်တို့ကဘာလို့ဆိုတော့တကယ်လဲကျွန်တော်တို့မှာအဲ့မှာ ဒီငလင်ဘေးတည့်တဲ့နေရာမှာနေနေတဲ့လူတွေမဟုတ်ပါဘူးเนาะဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေပေါ့เนาะကျွန်တော်တို့ကဒါကိုကအတက်ရှင်နေတာကိုဒါကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ဒါလေးကိုပြန်ပြီးတော့လူမှာဖြစ်ပါတယ်မစ်စ်တို့လည်းဒီဟာလေးကိုကိုရရှိထားတဲ့ဟာကိုကိုကဟိုမတုံးချင်ဘူးရရှိထားတဲ့ဟာကိုကိုကလည်းပြန်လူချင်တယ်ဆိုလို့ရှိရင် ကိုအစဉ်ပြေတဲ့လူတွေစီကိုတွားပြီးတော့လူလို့ရပါတယ်ပေါ့နော်အဲကျွန်တော်လည်းအခုလက်ရှိရရှိထားတဲ့ဒါကျွန်တော်မှာ Binance account နှစ်ကောင်ရှိတယ်အဲဒီရရှိထားတဲ့နှစ်ကောင်စလုံးကပြောရမယ်ဆိုတာ10 USDT အတွက်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်ပြန်ပြီးတော့လူမှာဖြစ်ပါတယ်ကျွန်တော်တစ်ချက်တစ်ပြားမှမယူပေါ့နော်ဒါလေးအကုန်လုံးကိုကျွန်တော်ပြန်လူမှာဖြစ်ပါတယ်တကယ်လို့မေ့စလို့လည်းလူချင်လို့လူရမယ့်နေရာမတိဘူးဆိုရင်လည်းအာကျွန်တော်ရဲ့ Telegram channel မှာဒီ group မှာပေါ့နော်လာပြီးတော့မေးထားလိုက်ပါပေါ့နော် အဲဒီ Telegram channel နဲ့ Telegram group link ကိုလည်းပြီးတော့ comment မှာကျွန်တော်ချပေးထားပါတယ်အဲ့ကနေဝင်ရောက်ပြီးတော့မှအဲ join ပြီးအဲ့မှာလာမေးလို့ရပါတယ်ပေါ့နော် Okay ကျွန်တော်ကတော့ဒါနှစ်ခုစလုံးကိုနှစ်ကောင်စလုံးကိုဒါကျွန်တော်အကုန်လုံးပြန်လူမှာဖြစ်ပါတယ်ပေါ့နော် Okay ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါယူရမယ့်နီလန်းလေးတွေနဲ့ဒါပြန်ထုတ်တဲ့အဆင့်အထိပေါ့နော်နီလန်းလေးတွေကိုဒါအကုန်လုံးပြောပြပေးသွားပြီဆိုတော့လက်တွေ့ရောင်းတဲ့နီလန်းလေးဗီဒီယိုဖိုင်ကိုလည်းဗီဒီယိုဖိုင်ရဲ့အဆုံးမှာကျွန်တော်အာဒါဗီဒီယိုဖိုင်လေးချပေးထားမှာပေါ့နော် Okay ပါအဆုံးလေးလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်